န်လာရင်မတို့ကအမြင်နဲ့ 4C နဲ့ဆုံးဖြတ်ကြရလေညီမညီမကြားဖို့မယ်ထင်ပါတယ်ဒိုင်းဘုံမှာဆိုရင်မတို့က 4C ကအာအရေးကြီးရဲ့အရေးကြီးရဲ့ 4C ပေါ့နော်အဲ့လိုပဲပေါ့မိမတယောက် jewelry ဝတ်ထားရဲ့မိမတယောက်ကလည်းအမက4စီတက်မလို့ရတယ်ညီမရေသူရဲ့ character သူရဲ့ culture သူရဲ့ classes သူရဲ့ confidence ရှိဖို့ပေါ့နော်ဒါရင်ကသူဝတ်ထားတဲ့ jewelry ပေါ်မှာဘူးတည်ပြီးတော့အမရော4စီနဲ့တက်မလို့ရတယ် အဲ့လိုပေါ့ညီမအဲ့တော့ခုနပြောသလိုမတော်ကအများကြီးလုံးဆရာမလို့ဘူးကိုယ့်ရဲ့ daily wear မှာကကိုကတချို့တွေကအာ charmly ဆိုတဲ့ဒါရှိရဲ့ကိုနာမည်လေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ family နာမည်လေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ချစ်သူရဲ့နာမည်ပဲဖြစ်ဖြစ်ပေါ့ဒီလို charm stretch လေးဆွဲတတ်တာများရဲ့များသောအားဖြင့်ကအာ diamond earring လေးဝတ်တဲ့ဆိုင်လက်ဆော့ဒါ ပုံမှန်အနေအထားအရာကမင်းကလေး basic ပေါ့နော် basic jewelry အနေနဲ့ဒါမျိုးဝတ်ချရပါပေါ့ဒါပေမဲ့ခုနလို maro evening dress နဲ့ပဲပြောင်းရမလား maro ပွဲတစ်ခုသွားမယ်ဆိုရင် maro statement ဖြစ်မဲ့ jewelry ကိုပြောင်းရမယ်ဟုတ်အော်ဒီခုနနေဝတ်ချက် jewelry လေးနဲ့ပဲအမကျမတို့ကပွဲချက်မယ်ဆိုရင်ရောအဲ့ဒါဆိုရင်အမတို့က fashion jewelry ကိုပြောင်းသွားလိုက်ရတယ် လက်စရီဂျူရီကိုမပြောင်းနဲ့ပေါ့ညီမရယ်ဖက်ရှင်ဂျူရီမှာခုနကပေါ့နော်အာဘိုးထင်းတဲ့အရာတွေနဲ့ပြောင်းပြီးအမားတို့ဝတ်တယ်ဆိုရင်သူ့ရဲ့ပေါ့ဟိုင်လိုက်ဖြစ်သွားပြီပေါ့ဒါမှမဟုတ်လေတချို့ကျတော့ဂျူရီကိုအရင်စိုက်တဲ့လူဂျူရီနဲ့ပတ်သက်ပြီးတော့ပတ်စံသုံးချင်တဲ့လူမျိုးတွေဆိုရင်ဂျူရီကညီမရယ်ခုခေတ်ဆိုရင်တကယ်ပြောရင်ပတ်စံ80လောက်ဒီဒီဈေးကြီးလေဆိုရင်ဂျူရီတစ်ခုကောင်းကောင်းရနေပါပြီအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်အမားတို့ကတော့အမအ တ်တယ်လို့ကျွန်ကျွန်ရီကသာတတ်မှတ်လို့ရတယ်လို့ဆိုရင်မတော့ဒါပေါ်မှာ effort လုပ်စီချင်တယ်။သုံးစီချင်တာပေါ့နော်။